တက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ကကြီပါပြဋ္ဌာန်းချက်နဲ့ညီဆုံတဲ့အတွက်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတက်ခိုင်ကိုကုသရဲလောင်းစင်ရင်ကနေပြဖြတ်ခြင်းဖြစ်တယ်လို့ပြည်အောင်ရွေးကောက်ပွဲကော်မရှင် UEC ကပြောကြားပါတယ်။အနိုင်ရသူအကုံယူစနေနဲ့ကျင်းပမဲ့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မင်းဆန္ဒနဲ့အမှန်နှစ်ကနေဝင်ရောက်ရှင်ပြိုင်မှုအမည်စင်တင်သွင်းထားတဲ့ဒေါက်တာဒေါက်တာတက်ခိုင်ကုသရဲလောင်းအမည်စင်ရင်ကနေပြဖြတ်ခံရတဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမြင်းမြတ်မှုကိုပြည်အောင်ရွေးကောက်ပွဲကော်မရှင်ကဖြေကြားမှအထက်ပါတိုင်းဖြေကြားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ်အမှတ်2မှာအမည်စရင်းတင်တင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတတ်တက်ခိုင်ဟာတက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပုံမှန်၈ခါကြီးပါပြဋ္ဌာန်းချက်နဲ့ညီဆွမ်းတဲ့အတွက်ကိုယ်တော်လောင်းစရင်းကနေပြဖြစ်ချင်းဖြစ်ပါတယ်။ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ဟာကိုယ်တော်လောင်းအမည်စရင်းတင်တင်ခြင်းစစ်ဆေးခြင်းတွေအတွက်နေ့ရက်သတ်မှတ်ကြေညာခဲ့ပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်တဲ့အတွက် အယူခံတင်သွင်းရမယ့်ကာလစည်းကမ်းသတ်မှတ်ချက်ကျွလုံပြီးဖြစ်ပါတယ်လို့ပြည်အောင်ရွေးကောက်ပွဲကော်မရှင်ကပြောကြားပါတယ်။ရွေးကောက်ပွဲဥပဒေအခန်းကရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူတွေနဲ့ဆက်လက်ယက်တိပိုင်ခွင့်မရှိသူများကောင်းစဉ်အောင်မှာပုံမှန်၈ကာဂျီ၌နိုင်ငံတော်နဲ့ပုပ်ပလီကတို့မတင့်လျော်သည့်ပေးရန်တောင်းအများကင်းရှင်းသူလို့ပြဋ္ဌာန်းထားပါတယ်။၂၀၂၅ခုနှစ်ဒီဇင်ဘာလ၂၈ရက်နေ့မှာစတင်ကျင်းပမယ့်လွှတ်တော်အလိုက်မဲဆန္ဒနဲ့အသီးသီးမှာအမည်စရင်တင်သွင်းတဲ့ကိုယ်စားလှယ်လောင်း၅၂၃မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေနဲ့ကိုက်ညီမှုမရှိတဲ့အတွက်ပယ်ဖျက်ခဲ့တဲ့ကိုယ်တိုင်လောင်း86ဦးရှိတယ်လို့ UEC ကပြောကြားပါတယ်။